မင်္ဂလာပါဒီကျွန်တော်ဒီမနေ့ပေးခဲ့တဲ့ပွဲတွေကတော့ကျွန်တော်အနေနဲ့အဆင်ပြေတယ်လို့တော့ပြောလို့တော့ရပြီကျွန်တော်ဟိုတွဲပေးခဲ့တဲ့ပွဲတွေဒီဟိုနာပိုလီနဲ့နာပိုလီနဲ့တပွဲရ4-1ပွဲနဲ့နာပိုလီဘော်ဒီနဲ့ကျွန်တော်ကိုပေါင်းအပေါ်ပေးခဲ့တယ်ပြီးတော့နော်ဒဝဲနေနဲ့က4-1ဘော်ဒီနဲ့ကိုပေါင်းအောက်ပေးခဲ့တယ်အဲကြောဒီနာပိုလီနေနဲ့ကတော့ဒါဘော်ဒီကြီးနေနဲ့ကတော့အောင်အောင်ခဲ့တယ်ဒီအပြည့်တော့မစားဘူးပြောဒီဟို4-1နေနဲ့ကလည်းကျွန်တော်ဘော်ဒီနဲ့ကိုပေါင်းတွဲပေးထားတာအဲကြောကိုပေါင်းအောက်ထိုင်တဲ့လူတွေကတော့အဆင်ပြေမယ်လို့ထင်တယ်အဲကြော အကျော်ဒီနေ့မှာလည်းဒီပွဲစဉ်တာတော်တော်များတယ်ဗျဒီနေ့မှာတော့ရှိတယ်အကျော်ဒီနေ့ရှိတဲ့တမဒီကဒီဒီခြေရန်အကြိုက်ကျွန်တော်နေနဲ့ဒီခြေရန်အကြိုက်ရွေးရှယ်ပြီးတော့ကျွန်တော်သုံးသပ်ပေးခြင်း ਨੇ ပြီးတော့ကျွန်တော်သုံးသပ်တာလည်းကိုဝါသနာအယဝါသနာဝါသနာအယသုံးသပ်တာပါအကျော်တကယ်လို့အစင်မပြေတာတွေရှိခဲ့ရင်လည်းကြာကျွန်တော်အနေနဲ့ကတော့ဒါစေရနာအမလို့ပဲကျွန်တော်ပြောချင်ပါတယ်အကျော်ကိုကပေးတယ်ဘလုံးမပေးတာဆိုတော့ကျွန်တော်အပိုင်ဆိုပြီးတော့ပေးတာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ကဒီလက်ရှိခြေရန်ကြည့်ပြီးတော့ဒီဖြစ်နိုင်တဲ့အတိုင်းအတာလေးကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ပေးတာပါအကျော် အကယ်လို့ငါကိုယ်တော့လည်းထိုးကျင်နေဆိုရင်ငါကိုယ်နဲ့စိတ်ချိတ်တူမှပွဲစိတ်တူကိုတူမှတာပွဲလေးတွေရွေးချယ်ပြီးတော့ထိုးထိုးသေးကြပါတယ်ဒါမင်းရဟိုဒီလကနာ channel မှာလည်း Viber channel မှာလည်းကျွန်တော်ဒီမောင်ကက်နဲ့တပွဲကောင်းနေတပွဲကောင်းနှစ်ပွဲလည်းရခဲ့တယ်ပြီးတော့မောင်ကက်ကလည်းတသိန်းတော့ဂျိုးသွားတယ်မင်းရတော့ဟိုဟာဖြစ်ခဲ့တယ်တသိန်းဂျိုးတာလည်းတိတ်ပြီးတော့အစမပြေဘူးအဲကြောင့်မောင်ကက်တွေပြေးတယ်ဒီသိန်းဟိုတသိန်းဂျိုးတဲ့အချိန်မှာဒါကြီးတွေဟိုဟာဖြစ်တယ်ညော့ ်တကယ်လို့ Telegram တို့ Viber Channel တို့မှာကျွန်တော်နေဒီလာပြီးတော့ join ကြည့်လိုက်ပါကိုနဲ့အဆင်ပြေမပြေလိုက်ကြည့်လိုက်ပါကျွန်တော်ဒီဘောလုံးဝနေစဉ်တပွဲကောင်းနေပေးနေတဲ့အတွက်ကြောင့်မောင်းကတ်တွေပေးနေတဲ့အတွက်ကြောင့်အဲ့ဒီကတပွဲကောင်းကြိုက်တဲ့အကူတွေအတွက်ကတော့အဲ့ဒီမဲ့တပွဲကောင်းနေနေစဉ်နေတယ်ပေးပါတယ်အဲ့တော့ကိုနဲ့အကြိုက်တူမယ်ဆိုရင်ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်ဗျာကြောဒီနေ့ကျွန်တော်ဒီနှစ်ပွဲပြောချင်တာဒီနေ့ကြောကျွန်တော်သုံးပွဲပြောမယ်ဒီပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီလော်ရီယန်နဲ့ကျွန်တော် BHG ပွဲလို့ကျွန်တော်ပြောချင်တယ် ခန္ဓာလေးနာဖလိုရီယာနဲ့ PSG ကပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာကဒီလော်ရီယာအနေနဲ့ကနိုင်ပွဲတစ်ပွဲပဲရှိသေးတယ်။နှစ်ပွဲတရင်နဲ့ဒါနှစ်ပွဲအရှုံရလက်ရှိခဲ့တယ်။နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါ2စီးနဲ့ရှုံနေခဲ့တဲ့ပွဲပါ။အဲ့တော့ဒါသူ့ပြန်သူ့သူ့သူ့ပြီးခဲ့တဲ့ကစားတစ်လျှောက်ဒီငါးပွဲပြန်ကြည့်မယ်ဆိုရင်သူ့အနေနဲ့ဒါရှုံပွဲတွေကလည်းနှစ်ပွဲနှစ်ပွဲလုံးမှာသူ့အနေနဲ့ကိုပြတ်ရှုံတာ။ကံကလေးနှစ်ပွဲလုံးမှာလည်းဒါအဝေးကောင်းကစားတာ။ အိမ်ခွင်းမှာအိမ်ခွင်းမှာကစားတဲ့ပွဲကြပါလေသတိသတိနဲ့သူတရေချခဲ့တဲ့ရလတ်မျိုးတော့ရှိတယ်ကြပြအဲကြဒီအောက်ကပွဲတွေမှာတော့ဒါသတိ1နဲ့1 1နဲ့တရေပွဲတွေတော့ရှိခဲ့တယ်အဲကြောင့် PG အနေနဲ့ကလည်း PG အနေနဲ့ငါးပွဲကဏ္ဍမှာရှုံးပွဲတော့တပွဲမှမရှိသေးဘူးဒါသူအနေနဲ့နှစ်ပွဲတရေ၃ပွဲအနိုင်ရရှိခဲ့တဲ့ရလတ်မျိုးရှိရတယ် PG ဆိုတာအခုလက်ရှိမှာတော်တော်လေး ကောင်းတယ်လို့တော့ပြောလို့ရတော်လေးကောင်းတော့ဘေးအခြေတွေကကောင်းအောင်ကောင်းတာပါတိုက်ဆက်တွေရောခံစစ်တွေရောသူကံခဲ့တဲ့သားတစ်ယောက်မှသူတွေနဲ့ကိုပြက်တွေကြည့်ပဲအနံ့ယူခဲ့တဲ့ပွဲတွေကြည့်ပဲအကြောက်ပြီးတော့အဓိကကတော့သူတို့နှစ်သိန်းရကျွန်တော်တို့ထိတ်ထိတ်တွေးဆုံမှုတွားကြည့်အောင်သူတို့နှစ်သိန်းထိတ်ထိတ်တွေးဆုံမှုတွားမကြည့်ပဲနဲ့ကျွန်တော်တို့နေရဒီပွဲကိုခမန်းပွဲကျိုးသုံးသက်ပြီလို့အစင်မပြပါအကြောက်ကျွန်တော်သူတို့နှစ်သိန်းကိုပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်ထိတ်ထိတ်တွေးဆုံပွဲကျွန်တော်သုံးပွဲအမြောက်နေတယ်မှာကျွန်တော်ပြောချင်တယ်ထိတ်ထိတ်တွေးဆုံပွဲသုံးပွဲမှာကဒီတပွဲတည်း တပွဲရှုံးနဲ့တပွဲနိုင်တဲ့ PSG အနေနဲ့က PSG ပြောမယ်ဆိုရင်ဒါဒီနိုင်ပွဲတွေလည်းရှိခဲ့ပါတယ်ချန်နယ်ပွဲတွေမှာတော့ဒါဒီကျွန်တော်အပေါ်သုံးမှတ်မြောက်မှာပြောတာပါအဲ့တော့ဒီသူတို့နှစ်သင်းတို့တဲ့အချိန်မှာတော့ဒါ PSG အနေနဲ့ရှုံးခွင့်တဲ့ပွဲတွေလည်းရှိခဲ့တယ်ဂိုးမရတဲ့ပွဲတွေလည်းရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာဆိုရင်ဒါဒီ PSG ဝေးကွန်းမှာကစားတာလော်ဒီယာအိမ်ကွန်းမှာဒါ1-4နဲ့ရှုံးနေခဲ့တဲ့တပွဲတော့ရှိခဲ့ရတယ်ဘာပဲဖြစ်ဘာပဲဖြစ်ဒါပြီးခဲ့တဲ့သူတို့ကစားပွဲရဟိုဟာထိတ်ထိတ်တွေ့ဆုံခဲ့တဲ့ကစားပွဲဆိုတော့ ဒါကျွန်တော်တို့အနေနဲ့အားဒါပြီးခဲ့တဲ့ကစားပွဲရနဲ့မတူတဲ့ရလမျိုးတွေဒီပြည်ချင်းအနေနဲ့ယူလာမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အကျော်လက်ရှိအခြေအနေနဲ့လည်း PSG ကပေးထားတာကနှလုံး50အရှုံ5ပေါင်းကြီးအနေနဲ့ကလည်းဒါ3လုံး50အရှုံပေးထားတဲ့3လုံး50အရှုံဟုတ်တယ်3လုံး50အရှုံပေးထားတဲ့အတွက်ကြောင့်အကျော်ဒီခြေနဲ့ကျွန်တော်တို့သူပြီးခဲ့တဲ့ကစားပွဲတစ်ချောက်ကိုပြန်ကြည့်မယ်ဆို PSG ကအခုလက်ရှိမှာအဆင့်1တော့ PSG ကလော်ရီအနေနဲ့တော့အဆင့်7ရောက် ကွာခမှုတော့တော်တော်လေးရှိခဲ့တယ်အမှတ်နေနဲ့လည်းဒါကြီးကွာတယ်အကျော် PSG ကနှလုံး90ဆိုတော့ဒါ PSG ကိုကြေးဖောက်တာဒါ PSG ကဒီအခုလောလောဆယ်မှာလည်းသူ့အနေနဲ့ဒါတကယ်ကစားကောက်အကောင့်နဲ့အသိအသိလို့တော့ကျွန်တော်တို့မြုံလို့တော့ရတယ်ပြီးတော့ဒီဗရန်နဲ့ပွဲမှာလည်း PSG ကခြေပိတာ PSG ကဝေးခွန်မှာခြေပိတာတာကတလုံးအပြည့်ရှုံးဂိုးပေါင်းကြီးနေတယ်အသုံးလုံး90အရှုံးပေးတဲ့အချိန်မှာအဲ့ဒီပွဲမှာဂိုးပေါင်းကြီးနေနေတော့ဒါခြေချခဲ့တယ်ဘော်ဒီကြီးနေတော့ PSG အောင်ခဲ့တယ် တလုံးအပြည့်ရှုံးတဲ့ဘွယ်မှာနော်ဒီပရက်နဲ့ဘွယ်မှာကဒီလော်ရီယားလော်ရီယားနဲ့ဘွယ်မှာလည်းတူနေတာဝေးဝေးမှာကစားမှာဆိုတော့ဒါနှလုံး90အရှုံးပေးတာလေနှလုံးရှုံးမှာနှလုံးရှုံးဝင်90ရှုံးမှာဆိုတော့ဒါကျွန်တော်တို့အနေနဲ့ကဒီကိုပေါင်းကြီးအနေနဲ့3လုံး90ဆိုတော့ဘယ်လိုလုပ်မလဲခင်ဗျားတို့လည်းဘယ်လိုဘယ်လိုဘယ်လိုစဉ်းစားပေးမလဲတော့ကျွန်တော်လည်းမသိဘူးဒါကျွန်တော်အနေနဲ့ဒါပေးရမှာဆိုရင်တော့ဒီ body ကျွန်တော်မပေးတော့ဘူးဒီဘက်မှာတော့ကျွန်တော်ကိုပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ် ကိုဘောင်ပေါ်ပါလုံးခြိုက်လဲဆိုတော့ဒီလော်ဒီယန်ဆိုတာလဲဒါသူ့ကြည့်ရမှာကသူ့အနေနဲ့ဂိုးမရှုနိုင်တဲ့အသင်းအသင်းလို့တော့ပြောလို့တော့မရဘူးဗျပြီးတော့သူ့နဲ့ထိုက်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲတိုင်းမှာလဲလော်ဒီယန်ကနိုင်ပွဲတွေရှိခဲ့ပါတယ်သူရယူခဲ့တဲ့ဂိုးတွေရှိခဲ့ပါတယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့ကဒီ PSG ဆိုတာလဲအခုလက်ရှိမှာကသူ့အနေနဲ့ဒါတော်တော်လေးကောင်းတဲ့အသင်းအသင်းလို့ပြောလို့ရတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကိုဘောင် အပေါ်ကျွန်တော်ထိုင်ကြပါတယ်အကြောင်းတကယ်လို့ကိုယ်နဲ့စိတ်တူကိုတူမတာရွေးချယ်ပြီးတော့ထိုင်နေကြပါတယ် body အနေနဲ့ဆိုတော့ကျွန်တော်လော်ရီရအောင်ကြိုက်ပါတယ်လော်ရီရထိုးရင်လည်းထိုးလို့ရပါတယ် PSG ကတော့ကျွန်တော်ကြိုက်လဲကြိုက်တယ်ဗျဒါပေမဲ့ကျွန်တော်ကရွေးချယ်မှာဆိုတော့ကျွန်တော်တော့တစ်ဖက်ပဲပါပါတပွဲပဲရွေးချယ်မှာကျွန်တော်ဒီလော်ရီရ body တော့ကြိုက်ပါတယ်လော်ရီရ body နဲ့ကျွန်တော်ဒီကိုပေါင်းအပေါ်ကြိုက်ပါတယ်အကြောင်းကိုကြိုက်မှာဆိုတော့ရွေးချယ်ပြီးတော့ထိုးနေပါတယ်အကြောင်းဒါဒုတိယပွဲအနေနဲ့ကျွန်တော်ဒီ AE ပွဲ eine Bride. eine Bride ကပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာကလည်းဒါငါးပွဲကံခဲ့တယ်။ငါးပွဲသလုံးအိုင်းနေနဲ့ကနိုင်မွေးတွေကြီးပဲဇက်တိုက်ရခဲ့တယ်။အိုင်းရကူလက်ရှိမှာတော်တော်လေးဒါကောင်းတယ်လို့တော့ပြောလို့တော့ရတယ်ပြ။အာသူလက်ရှိမှာလည်းကောင်းတယ်။ပြီးကစားပွဲတစ်ချက်မှာလည်းသူ့အနေနဲ့ဒါရာခိုးတွေကြီးပဲရှုံးဝတ်တဲ့ဘက်မှာမရှိခဲ့လို့အာဆင်နဲ့ ဒီ writer နေနဲ့ကလည်းသူ့အနေနဲ့နောက်ဆုံးတစ်ပွဲတည်းသူ minor ပွဲတည်းမှာသူရှုံးခဲ့တယ်ဟိုလေးခုနှစ်ခုနဲ့သူရှုံးခဲ့တယ်ဒီ channel ပွဲတွေမှာတော့သူ့အနေနဲ့တရေပွဲနဲ့ဒါအနိုင် ရရှိခဲ့တဲ့ပွဲ၃ပွဲတော့ရှိခဲ့တယ်သူရရှိခဲ့တဲ့ပွဲတွေမှာလည်းသူ့အနေနဲ့ writer အနေနဲ့ကကိုပြတ်နေကြီးအနိုင်ရရှိခဲ့တဲ့ပွဲမျိုးတွေကြီးပဲဆိုတာကျွန်တော်တို့တွေ့ရတယ်ဗျာအကြော်အဆင်နေနေကလည်းတိတ်ပြီးတော့ခွာတယ်လို့တော့ပြောလို့တော့ရတယ် ပြီးတော့ဟိုသူတို့နှစ်သိန်းကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံပွဲကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်သုံးပွဲမြောက်ပဲကျွန်တော်ပြောမယ်သူတို့နှစ်သိန်းရထိတ်တိုက်တွေ့ဆုံပွဲသုံးပွဲမှာဆိုရင်လေဒီအာရီယာအဲနှစ်ပွဲတည်ရင်နဲ့ဒါတစ်ပွဲပဲနိုင်ခဲ့တဲ့အစဉ်တွေကနောက်ဆုံးကစားတဲ့ပွဲမှာတော့ Brighton အင်ကွင်းမှာကဒီ1-1နဲ့တည်ရင်ကျခဲ့တဲ့ကျလက်တော့ရှိခဲ့တယ်။ကျန်တဲ့ပွဲတွေမှာလည်းဒီသူတို့အနေနဲ့ကပြောမှဆိုရှီရှီဟိုဘက်ဒီဘက်တိတ်ပြီးတော့တာတယ်လို့တော့ပြောလို့တော့မရဘူးဗျ။ဒါပြီးခဲ့တဲ့တစ်ချက်ကစားပွဲပြောတာပါ။အခုလက်ရှိမှာတော့အားအနေနဲ့ကတော့ နိုင်ပွဲတကြီးပဲဇတ်တိုက်ကြီးပဲဟိုဗရိုက်တာဆိုတာလည်းသူ့မနေရှုံးမွက်တဲ့ဘွဲပဲရှိခဲ့တယ်တရေဘွဲတဲ့ဘွဲပဲရှိခဲ့တယ်အဲ့တော့အခုလက်ရှိကြေးပေးထားတာကလည်းတလုံးတရေနဲ့သုံးလုံးတရေပေးထားတယ်အဲ့တော့ဒီတလုံးတရေနဲ့ခုသုံးလုံးတရေဆိုတော့အားကြီးဆိုတာလည်းအခုလက်ရှိမှာပွဲတိုင်းပွဲတိုင်းမှာသူ့အနေနဲ့ ဒါအနိုင်ရရှိခဲ့တဲ့ရလက်တွေကြည့်ပါပဲတကယ်လို့သူပေးခဲ့ပြီးခဲ့တဲ့ပွဲတွေမှာလည်းကြီးတော့ဒါပြီးခဲ့တဲ့အာဆင်နယ်ပဲလက်နဲ့ပွဲမှာလည်းဒါတလုံး90နဲ့ဝါဂျင်တလုံး90နဲ့3လုံး90အစကွာအစားပေးတာမှာသူ့အနေနဲ့ဒါ1စီးနဲ့အိုင်နိုင်ရရှိခဲ့တဲ့ရလက်တွေရှိခဲ့ပါတယ်တလုံး90တော့ရှုံးနေပြဒါပေမဲ့ကိုပေါင်းကြီးကြော်လည်းမအောင်ခဲ့ဘူးအဲကြောင့်လက်ရှိမှာလည်းတလုံးတည်မတူတော့တာပြီးခဲ့တဲ့ဘက်ကဟွာပြီးခဲ့တဲ့ဘက်ကတလုံး90 ပေးတဲ့အချိန်မှာအာရီနေနဲ့ကဒါတက်ဝမ်းစင်းနဲ့ဟိုအသက်နေနေတော့နိုင်ခဲ့တယ်ကြီးနေနေတော့ကျွန်တော်တို့ဟိုပြားပါရှုံးခဲ့တယ်။အကျော်လက်ရှိပြီးတဲ့တာကဒီ Brighton ဝေးခွန်းမှာ Brighton ဆိုတာဝေးခွန်းရောအိမ်ခွန်းရောကောင်းတဲ့အသင်းသင်းလို့တော့ပြောလို့ရတယ်။သူအဝေးခွန်းမှာကစားခဲ့တဲ့ပွဲတိုင်းမှာကသူ့အနေနဲ့ဒါဒီကိုပြတ်တဲ့ကြီးအနိုင်ရယူခဲ့တဲ့ပွဲတွေကြီးပဲ Brighton ဆိုတာကလည်းဒီနောက်ဆုံးနဲ့ Man United ကစားပွဲတဲ့ပွဲမှာတကွယ်ရှုံးတယ်။သူပွဲတဲ့သူရှုံးတဲ့ပွဲတိုင်းမှာလည်းသူ့အနေနဲ့ဒါဒီအ ਨੇ ဆုံးတကိုးအနေနဲ့ကတော့ယူနိုင်ခဲ့တဲ့ ဘွယ်ရှိဘွယ်ရည်ကြီးပါပဲအဲကြတော့ကိုပေါင်းကြီးအနေနဲ့ကလည်းသုံးလုံးတည့်ရည်ဆိုတော့ကျွန်တော်တို့ကိုပေါ်မလားဆိုတာပြီးခဲ့တဲ့ဘက်ကတော့သူတို့သူ့အနေနဲ့ကိုပေါင်းကြီးလည်းမဟုတ်ခဲ့ဘူးဘော်ဒီကြီးအနေနဲ့လည်းတဝက်ဟိုပါပဲစားတယ်အဲကြတော့လက်ရှိမှာလည်းဒါတလုံးတည့်ရည်ဆိုတော့နှလုံးယူမှအပြည့်နိုင်မယ်အဲကြတော့ကျွန်တော်အနေနဲ့ကတော့ဒီဘွဲမာတာအာယီဘော်ဒီနဲ့ကျွန်တော်ကိုပေါင်းအောက်လေးကိုကျွန်တော်ထိုင်ခြင်းပါတယ်အဲကြတော့တကယ်လို့ခင်ဗျားတို့ ကြိုက်တယ်ဆိုတော့ရွေးချယ်ပြီးတော့ထိုးချင်ထိုးစေချင်ပါတယ်ဒါကျွန်တော်အနေနဲ့ကလည်းဒီအကောင်းဆုံးခြေတန်းကြည့်ပြီးတော့ကျွန်တော်တို့ဟိုခြေတန်းကြည့်ပြီးတော့ကျွန်တော်တို့ပေးတာဖြစ်တဲ့အတွက်ကြောင့်ကံကနေကြရင်ကြေးတွေပြောင်းလဲတဲ့အတွက်ကြောင့်ကျွန်တော်တို့ပေးတဲ့ရလတ်တွေလည်းပြောင်းသွားနိုင်မှန်းလည်းအဲကြောင့်ကြေးရန်ကြည့်ပြီးထိုးကြပါလို့ကြာကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲတွေလည်းစိတ်ကျူစိတ်အတူမှထိုးစေချင်ပါတယ်ဟိုအဲနောက်ဆုံးတစ်ပွဲအနေနဲ့ကတော့ကျွန်တော်နယူကာဆယ်နဲ့စပါးကျွန်တော်ပြောချင်တယ် နိယုကသနဲ့စပါးမှာကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာကနိယုကဆယ်ကတပွဲပဲရှုံးခဲ့တယ်၄ပွဲစတိုက်အနိုင်ရရှိခဲ့တယ်သူသူနိုင်ခဲ့တဲ့ပွဲတိုင်းမှာကသူ့အနေနဲ့ကိုပြက်တကြီးအနိုင်ရရှိခဲ့တဲ့ပွဲတကြီးပဲဒါပေမဲ့သူရှုံးခဲ့တဲ့တပွဲကလည်းတကူအနေနဲ့ရရှိနိုင်ခဲ့တဲ့ရလဒ်မျိုးရှိတယ် ီးတော့စပားအနေနဲ့ကလည်းတပွဲပဲသူ့အနေနဲ့ရှုံးပွဲရှိတယ်နှစ်ပွဲတရင်တာနှစ်ပွဲအနိုင်ရရှိခဲ့တဲ့ရလက်ရှိတယ်နောက်ဆုံးကစားတဲ့အေဗာတန်နဲ့အေဗာတန်ကွင်းမှာတော့အေဗာတန်အင်ကွင်းမှာတော့စပား1 3နဲ့အနိုင်ရရှိခဲ့တဲ့နောက်ဆုံးပွဲပါအောက်မှာတော့အသက်စီးစီးလို့1 2တို့ဒီရှုံးနေခဲ့တဲ့ပွဲရဲ့1 2 1 2 2တို့အနိုင်ရရှိခဲ့တဲ့ပွဲရဲ့တရင်ပွဲရဲ့ရှိခဲ့ပါတယ်အဲကြောင့်ဒါတူနှစ်သိန်းကြည့်ရမယ်ဆိုတော့အခုလက်ရှိမှာတော့ဒါဒီကိုပြတ်တဲ့ကြီးအနိုင်ရဟွာ နှစ်သိန်းလုံးလို့တော့ပြောလို့ရတယ်စပားအနေနဲ့လည်းသူ့အနေနဲ့ဒါကိုပြတ်တဲ့ပွဲတော့နောက်ဆုံးပြုတ် Everton ရဲ့ပွဲပဲသူ့အနေနဲ့ကိုပြတ်နိုင်တဲ့ပွဲရှိပါတယ်ဒီဟိုက Newcastle အနေနဲ့လည်းသူ့အနေနဲ့ကံကြတဲ့ကစားတဲ့ရှောက်မှာသူ့အနေနဲ့ကိုပြတ်တယ်ကြည်အနိုင်ယူခဲ့တဲ့ပွဲတွေကြည်လို့တော့ကျွန်တော်တို့ပြောလို့တော့ရတယ်အကြောင်းပြီးတော့သူတို့နှစ်သိန်းရန်ထိတ်ထိတ်တွေ့ဆုံမှုမှာလဲသူတို့နှစ်သိန်းရန်ထိတ်ထိတ်တွေ့ဆုံမှု၃ပွဲမှာကလည်းနယူကဆယ်ကနှစ်ပွဲနိုင်တယ်တပွဲတည်းရရှိခဲ့တယ်နောက်ဆုံးကတဲ့ပွဲမှာက စပားအိမ်ကွဲမှာကစားရမှာ1 1နဲ့တရေကြခဲ့တဲ့အရာလည်းမျိုးရှိခဲ့တယ်တခြားကျန်တဲ့ပွဲတွေမှာတော့နယူကဆယ်အနေနဲ့ကတော့တရေပွဲနဲ့နိုင်ပွဲတွေကြီးပဲရဟိုဟာရရှိခဲ့တယ်သူတို့နှစ်သိန်းနောက်ဆုံးတိုက်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲတွေမှာကဒီနယူကဆယ်အနေနဲ့ကအနေနဲ့ပါသူသူပဲအနိုင်ရရှိခဲ့တဲ့ပွဲများတယ်လို့တော့ပြောလို့တော့ရတယ်ဗျဒါပေမဲ့ကျွန်တော်တို့တခုသိထားမှာလဲဒါပြီးခဲ့တဲ့ပွဲမှာကဘလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့သူတို့အနေနဲ့အခုချိန်မှာရလက်ကောင်းမျိုးတွေရယူနိုင်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ထင်တယ် ကြောအခုလက်ရှိကြေးပေးထားတာကလည်းလက်ရှိကြေးပေးထားတဲ့နယုကဆယ်ကလက်ရှိကြေးပေးထားတဲ့နယုကဆယ်ကပေးထားတာကဒီတလုံး90နဲ့ကိုပေါင်းကြီးနှလုံးအပြည့်ရှုံးပေးထားတယ်အကြောဒီကြေးကြည့်ရတာကတလုံး90နှလုံးအပြည့်ရှုံးဆိုတော့ပြီးခဲ့တဲ့ဘွဲမှာလည်းပြီးခဲ့တဲ့အဲ့စပါဒီနယုကဆယ်အင်းပြီးခဲ့တဲ့စပါနဲ့ဘွဲမှာလည်းဟုတ်ပြီးခဲ့တဲ့ဟို400နဲ့ဘွဲမှာလည်းဒါတလုံးတလုံး90 နှလုံး90နှလုံးအပြည့်ရှုံးဟိုနှလုံးအပြည့်ရှုံးပေးတဲ့အဲ့အဲ့ပွဲမှာလည်းဗျာ2 1နဲ့အနိုင်ရရှိခဲ့တဲ့တပွဲရှိပါတယ်ပြီးကြည့်ဟာကြည့်နေနေရတော့ကြည့်နေနေရတော့ဒါပြောမှဆိုရင်ဒီ body ကြောဟိုဘူကောင်ဘူကောင်ကြောအောင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့တော့ရတယ်ဗျ body ကြည့်နေပြီးခဲ့တဲ့ပွဲ4နဲ့ပွဲမှာတော့နှလုံး90အစားဆိုတော့90တော့စားရမှာကိုပေါင်းကြီးအပေါ်ထိုင်တဲ့လူတွေတော့အပြည့်စားရမှာပေါ့အဲ့တော့အခုလက်ရှိမှာပြီးတော့ဒီနယုကဆရာဒီဘင်းကကနဲ့ဘေးဟုတ်ချစ်ဘက်ကဘင်းကကနဲ့ပွဲမှာလဲသူ့အနေနဲ့ဒါတလုံးတည့်ရင်နဲ့ဒါ ဒီဂိုကောင်းချင်း3လုံး50အစားပေးတဲ့ချိန်မှာလဲဒါ3 1နဲ့သူ့အနေဟို3 z နဲ့ဒါသူ့အနေနဲ့ဒီ body ကြီးအောင်ခဲ့တယ်ဂိုကောင်းချင်းအနေနဲ့ကလည်းသူ့အနေနဲ့ဒါတဝက်စားရတယ်လို့တော့တော်စားရတယ်လို့တော့ပြောလို့တော့ရတယ်ဒါသူပေးခဲ့တဲ့ဒီပြီးခဲ့တဲ့တစ်ချက်မှာနေယူကာဆယ်အနေနဲ့ကတော့သူ့အနေနဲ့ရလက်ကောင်းနေကြီးပဲရယူထားတယ်လို့တော့ပြောလို့တော့ရတယ်ဗျအခြေတန်းလည်းအောင်ခဲ့တယ်ဂိုကောင်းချင်းလည်းဂိုကောင်းချင်းလည်းအောင်ခဲ့တယ်သူ့အနေနဲ့ဒီ body ကြီးအနေနဲ့ကလည်းကျွန်တော်တို့ဒီအောင်ခဲ့တယ်အဲ့တော့ လက်ရှိမှာလည်းဒီဟိုနယုကဆယ်ကပေးထားတာကတလုံး90တလုံး90သုံးလုံးအပေါင်း90ဆိုတော့စပားကျွန်တော်တို့တကူသိရမှာကစပားဆိုတာလေအသိဉာဏ်တသိမ်းပဲဗျစပားဆိုတာလေအသိဉာဏ်တသိမ်းပဲသူ့အနေနဲ့ကိုမရှုနိုင်ဘူးလို့တော့ပြောလို့တော့မရဘူးဗျစပားဆိုတာအခုလက်ရှိမှာလေသူ့အနေနဲ့ဒါသူဇာခဲ့တဲ့ထိတ်တိုက်တွေ့ဆုံပွဲတွေမှာကသူ့အနေနဲ့ဒီနိုင်ပွဲတွေကြီးပဲဇာတိုက်ဒီရရှိခဲ့တာဆိုတော့အကျော်ကျွန်တော်တို့စပားလို့စပားကိုကိုမရအောင်နိုင်ဘူးဆိုတော့လေကျွန်တော်တို့ပြောလို့တော့မရဘူးဗျစပားလည်းကိုရနိုင်တဲ့အခြေအနေမှာရှိတယ်အကျော် နေဥကဆယ်နေဥကဆယ်အနေနဲ့လည်းကိုလက်ရှိမှာကနိုင်ပွဲတွေကြီးပဲဇက်တိုက်ဆိုတော့အကျော်ဒီကျွန်တော်အနေနဲ့ပေးရမှာဆိုရင်တော့ဒီနေဥကဆယ်ကျွန်တော် body ပေးချင်ပါတယ်အကျော်ငါတို့ကြိုက်တယ်ဆိုတော့ထိုးနိုင်ပါတယ်မကြိုက်ဘူးဆိုတော့ဒါကိုနဲ့အကြိုက်လို့ပဲပွဲမျိုးလေးတွေရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်အကျော်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒါ၃ပွဲမြောက်မှာက၃ပွဲမြောက်မှာပါ၃ပွဲမြောက်မှာကဒီဟိုကနဲ့ပြည့်စီနဲ့ပြည့်စီ body နဲ့ကျွန်တော်ဘိုးအောင်ပေးခဲ့တယ်အာဆင်နယ် ဘော်ဒီနဲ့ကျွန်တော်ပြီးတော့ ID သုံးမှတ်မှကျွန်တော်ပေးခဲ့တယ်အဲ့ကြောင့်ကိုကြိုက်မဲ့ထင်တဲ့ဖွဲမျိုးတွေရွေးထည့်ရွေးချယ်ပြီးတော့ဒါထိုးနိုင်မှာလေလို့ပြောကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပြီးတော့ဒါကျွန်တော်အနေနဲ့ဒီဘလုံးမဲ့သုံးသက်ပေးတာကျွန်တော်တို့အနေနဲ့ဒီဘယ်သူဟွာနဲ့မှကျွန်တော်တို့သုံးသက်တာမဟုတ်ပါဘူးဒါကိုယ့်တကူဝါသနာပါလို့တာဒီကိုယ်နဲ့အကြိုက်တူမဲ့ ဒါညီကိုတွေရှိရင်အစဉ်ပြေအောင်လို့ဆိုပြီးတော့ကြာကျွန်တော်တို့အနေနဲ့ကလည်းကျွန်တော်လည်းဝါသနာပါတဲ့အတွက်ကြောင့်အကြမ်းမဝရွေးချယ်ပြီးတော့ဒါပွဲချုပ်အသုံးသက်ပေးတာပါအဲကိုနဲ့အကြိုက်တူမှလာကျွန်တော်အနေနဲ့ရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ကိုနဲ့အကြိုက်မတူလို့အစဉ်မပြေကိုနဲ့အကြိုက်မတူဘူးဆိုရင်တော့ဒါကိုနဲ့ကိုကြိုက်တဲ့အသင်းကိုရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ပေးတဲ့အသင်းတွေအစဉ်မပြေဖြစ်သွားကြရင်လည်းဒါစေရနာအမှားပါကျွန်တော်အနေနဲ့အကောင်းဆုံးပေးတာဖြစ်တဲ့အတွက်ကြောင့်ပါ။အဲတော့ကျွန်တော်နေ့စဉ်နေ့တိုင်းဒီ Telegram Channel နဲ့ Viber Channel မှာကျွန်တော်အနေနဲ့နေ့စဉ်မောင်းကတ်တွေ တပွဲကောင်းနေတင်ပေးနေတဲ့အတွက်ကြောင့်လာရောက် join လဲပေါ့ကျွန်တော်အနေနဲ့ဒါဖိတ်ခေါ်ခြင်းပါတယ်အဲ့ဒီမဲ့ကိုနဲ့စိတ်တူကိုအကြိုက်ဒီမဲ့ပွဲမျိုးတွေရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်အဲ့ကြတော့ဒါမနေ့ကပွဲမှာလာကျွန်တော်အနေနဲ့ဒါ Telegram channel နဲ့ Viber channel မှာကျွန်တော်တင်ပေးထားတဲ့ပွဲကအစဉ်ပြေခဲ့တဲ့ပွဲတွေကြည့်ပါပဲဒီ mouse ဆိုလဲတပွဲပဲကျွန်တော်ကြိုးခဲ့တယ် channel ဒီတပွဲကောင်းနေတယ်ဟာတပွဲကောင်းနှစ်ပွဲပေးတာမှာနှစ်ပွဲသလုံးအစဉ်ပြေခဲ့တဲ့အတွက်ကြောင့်လာရောက်ကျွန်တော်အနေနဲ့ဒါ live လေ့လာကြည့်ဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ကြပါတယ်အကျော်ကျွန်တော်ဗီဒီယိုကတော့ကျွန်တော်အနေနဲ့ဒါပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်တို့ဆက်ပြီးတော့ပြန်ပြီးတော့တွေ့ကြရအောင်